ချမ်းအမှတ်54ရှော့စီနဲ့လီလန်တင်မတင်မကြခင်ဆုံးဖြတ်မိအကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့အကိုဖြစ်သူဦးအောင်ဆန်းဦးတို့ရဲ့အမွေဆိုင်နေအိမ်ဖြစ်တဲ့ရှန်ကုန်မြို့အိန္ဒိယကံဘေးကချမ်းအမှတ်54နဲ့နေအိမ်ကိုဈေးလျှော့ပြီးလေးချိန်မြောက်လီလန်တင်မင်းအပေါ်နှစ်ဖက်ရှိနေတွေကကမာရွတ်ခရိုင်တရားရုံမှာမတ်လ20ရက်နေ့ကရှောင်းလဲချက်ပြီးခဲ့ပါတယ်။ဦးအောင်ဆန်းဘက်ကဒီအိမ်နဲ့ချမ်းကိုကျပ်290ဘီလီယံနဲ့ဈေးလျှော့ပြီးထပ်မံလီလန်တင်ဖို့လျှောက်ထားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေဖွဲ့တွေကတော့ဒီကိစ္စကိုကန့်ကွက်ကြောင်းရှောက်ထားခဲ့ပါတယ်။နှစ်ဖက်ရှောက်ထားချက်ကိုကြားနာပြီးတဲ့နောက်လာမယ့်ရုံချင်းရဲ့ဖြစ်တဲ့မလ25ရက်နေ့မှာအမိန့်ချဖို့တရားရုံးကဆုံးဖြတ်ခဲ့ပါတယ်။ကမာရွတ်ခရိုင်တရားရုံးရဲ့ဒီအစီအစဉ်နဲ့အိမ်내ချန်ကိုကျပ်ငွေ315ဘီလီယံနဲ့ပထမအကြိမ်ဘီလီယံ300နဲ့ဒုတိယအကြိမ်298ဘီလီယံနဲ့တတိယအကြိမ်လေးလံတင်ရောင်းချခဲ့ပြီးမြေဝယ်ယူမဲ့သူမရှိပါဘူး။လက်ရှိမှာနောက်ဆုံးကျန်ခင်းစီကျပ်ငွေ298ဘီလီယံကနေ 290ဘီလီယံဒီ29ဘီလီယံဈေးလျှော်ပြီးလေလံတင်ရောင်းချဖို့ဥအောင်ဆောင်ဘက်ကတရားရုံးကိုတင်ပြထားတာဖြစ်ပါတယ်။လေလံကြံခင်းစီ7ဘီလီယံရှားချီအထိဈေးမြင့်နေရတဲ့နိုင်ငံရေးအရေးပါတဲ့တမိုင်းဝင်နေဖြစ်တာကြောင့်ငွေကြေးချမ်းသာသူတွေအနေနဲ့လေလံဆွဲဝယ်ယူတာမျိုးမလုပ်ကြတာလို့နိုင်ငံလေလံသုံးသက်သူတွေကပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဒီအိမ်နဲ့ချမ်းကိုအမျိုးသားအစဉ်ရှင်ကျင်းမှုအမွေအနှစ်ဖြစ်သတ်မှတ်ထားတာကြောင့် ပုဂ္ဂလိကပိုင်းဖြင့်ရောင်းချတာတွေလုပ်ရင်အရေးယူမယ်လို့ထုတ်ပြန်ထားပါတယ်။ဒေါအောင်ဆန်းစုကြည်ကပြီးခဲ့တဲ့ဆယ်အစိုးရလက်ထက်ကခြံမှတ်54နေအိမ်မှာအတည်ကျုံနဲ့ဖြတ်တန်းခဲ့ရပြီမြေအခုတစ်ခေါက်အာနာသိမ့်ပြီးနောက်မှာတော့ပြင်ပကဘာနဲ့အဆက်အသွယ်ဖြတ်ခံထားပြီး2029နှစ်ဆက်လက်ကြာခံနေရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့မင်းအောင်လိုင်ရဲ့မဟာလွဲများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အာနာဒိန်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးဖို့ပြည်တွင်ရေးနိုင်ငံတကာရေးနှင့်စစ်မြေပြင်အခြေအနေတွေရဲ့လက်တွေ့ဖြစ်ပျက်နေရတွေကိုအမှန်တိုင်းမြင်နိုင်စွမ်းမရှိဖြစ်နေရလို့အဆရှိပြီးအေရှားတိုင်းမှာရေးသားထားတာကိုတင်ပြသွားမှာပါ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမြန်မာနိုင်ငံကရုရှားသမ္မတဗလာဒီမာပူတင်နဲ့ပြီးချင်းရှင်ညနိုင်ခွင့်ရရှိလာခဲ့ပါတယ်။ပူတင်ကိုလည်းဗုဒ္ဓဖျားရှင်ရဲ့ပြားလိုက်ဒေါ်လာမင်းကြီးအဖြစ်ပြောဆိုခဲ့ပါတယ်။၎င်းပို့အဲ့ဒီလိုအတိတ်ပြမှုတိအလင်းကတော့ပြောဆိုခဲ့ရခြင်းကရည်ရွယ်ချက်ကြီးကြီးမားမားရှိပါတယ်။လက်ရှိမှာပတ်ပေါင်းစုံ ံအကြက်တဲကြာလာနေတဲ့မြန်မာနိုင်ငံကရုရှားကဲ့သို့အင်အားကြီးနိုင်ငံတနိုင်ငံရဲ့အတိမတ်ပြုခံရဖို့တည်ရရှိရင်တမအရေးကြီးနေရဲ့အဲ့လိုမထော်မနှံပြောဆိုရဖို့လည်းဝန်မလေးခြင်းဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာဖြစ်နေရတာက၎င်းရဲ့စကားရောလောက်ရက်တွေကရောပကတိဖြစ်ဖြစ်နေရတွေကို ကိုစားမပြူတာပဲဖြစ်ပါတယ်။မင်းရောင်လိုင်းကနိုင်ငံဧရိယာရဲ့30ရာခိုင်နှုန်းသာထိန်းချုပ်နိုင်တော့ကြောင်းခမန်းပြောဆိုမှုတွေထွက်ပေါ်နေပါတယ်။ညီနောင်သုံးပေါ်မဟာမိတ်ဖွဲ့ရဲ့ထူးစစ်ကြောင်းစစ်မျက်နှာတီတီမှာခွက်ခွက်လန့်အောင်ရှုံးနေနေရပါတယ်။အကွဲကွဲအပြားပြားဖြစ်နေတဲ့တော်လိုင်းဖွဲ့များအချင်းချင်းပူးရီပူပေါင်းဆောင်ရွက်ကြသလိုအမျိုးသားညီညွတ်ရေးအစိုးရကလည်းနိုင်ငံတကာရဲ့ထောက်ခံမှုကိုတိုးပြီးရရှိလာနေပါတယ်။ဒီလိုအနေအထားတွေရှိတော့လေ၎င်းဖွဲ့စည်းထားတဲ့စစ်ကောင်စီကနိုင်ငံကိုထိန်းချုပ်နိုင်တဲ့လူထင်ရောင်ထင်မှားဖြစ်နေပြီးရွှေကောက်ပွဲလို ဝေးမယ်လို့အဆက်မပါတဲ့ကတိကိုပေးလာခဲ့ပြန်ပါတယ်။ မင်းအောင်လိုင်းကအသည့်အချားတွက်ချက်ပြီးပူတင်ကိုမြောက်ပင်ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါတယ်။ရုရှားကလက်နက်သမဂ္ဂကုလသမဂ္ဂမှတန်တမန်ရေးရပါကြောထောက်နောက်ခံပေးထားပါတယ်။ပူတင်ဖို့တလုံးတပါးရာများတိမာမဟုတ်တဲ့ဗုဒ္ဓဘုရားရှင်ကိုတော့စွန့်ထင်လာပြီးရုရှားရဲ့ဆက်လက်ထောက်ခံမှုရအောင် ပုံသွင်းလာခဲ့ပါတယ်။၎င်းတို့ထောက်ခံပေးနေတာကပဲနိုင်ငံရေးကြောင့်မဟုတ်တော့ပဲပြားလိဒေါ်လာတိုင်းဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ပူတင်စီကတော့ဆက်ပြီးပူပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့မင်းကြီးမယားအာမခံချက်မျိုးသားကြားခဲ့ရပါတယ်။၎င်းဖို့က ါယူကရိန်းကသာအရေးကြီးနေပြီးမြန်မာကိုတော့ပတနာလူတော်သဘောမထားဘဲနေရုပ်တရုပ်ဖြစ်တာယူဆထားပါတယ်။တရုတ်ကအယောင်ဝယ်သဘောမျိုးနဲ့နားလျာခတ်တဲ့ခဲမျိုးကစားနေလို့မင်းရောင်လိုင်းကမော်စကိုကိုသာမလွတ်တမ်းဖတ်တွေ့ထားလိုပါတယ်။တရုတ်က၎င်းတို့ကိုတန်တမန်ကြီးနဲ့စီးပွားရေးမှာထောက်ခံမှုပေးထားတော်လဲဟိုဘက်ဒီဘက်မြည်သူပြင်အနိုင်ရစေကမို့၎င်းတို့ရဲ့ဩစာတန်ရောက်နိုင်ဖို့ကအာရုံထားနေပါတယ်။ အာနာသိန်းအဖွဲ့ဖို့စစ်မြေပြင်မှာအရေးနိုင်လာတာနဲ့အများအဆိုပါအရေးကိုမြည်တို့ထင်းကြီးရမယ်ဆိုတဲ့မိကုန်းနေအစီအကြီးထွက်ပေါ်လာနေပါတယ်။လက်ရှိမှာအနာယူသွားတဲ့စစ်အရာရှိတွေကိုတော့ပြန်ခေါ်နေပြီး၎င်းတို့ဘက်မှပါဝင်မယ်ဆိုရင်နိုင်ငံခြားသားတွေကိုတော့နိုင်ငံသားပြီးမယ်လို့ကန့်လန့်လာပါတယ်။စစ်ရေးလှလာသူအန်တိုနီယိုဒေးဗစ်ကတော့စစ်တပ်ကတစ်ချိန်တစ်ခါမှအခုလိုကြေကြေပြန့်ပြန့်နဲ့အပီးယူများစွာတိုက်ခိုက်လာမှုမျိုးတုံ့ကဲရဖို့ချိန်မရှိလို့ဆိုပါတယ်။အာဆီယံဖွဲ့ကလူပြောခံနေရတဲ့အချက်၅ချက်မှသဘောထားပြောင်းလာဖို့ရှိနေပြီး you ဒေတာရင်ဒုက္ခသည်ပြဿနာကြီးလာတဲ့အရေးအတွက်စိုးရင်ထိန်လန့်လာနေပြီဖြစ်ပါတယ်အတိတအဆုံးကအာဆီယံက၎င်းတို့လက်မဲ့ရွှေကောက်ပွဲကိုမထောက်ခံတော့တာဖြစ်ပါတယ်အဲ့ဒီအစားတည်ငြိမ်မှုရရှိဖို့အတွက်ချက်ချင်းလန်ငင်းဆိုသလိုအပြစ်ခံရစဲဖို့တောင်းဆိုလာကြပါတယ်အထူးသဖြင့်မလေးရှားအင်ဒိုနီးရှားနဲ့စင်ကာပူတို့မှပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုနေကြပါတယ်မြန်အောင်လိုင်းကအပြစ်ခံရစဲဖို့စိတ်ကူးတဲ့တောင်မထည့်သေးဘူး ၎င်းဘုရားဆက်ပြီးအသက်ရှင်ရည်တည်နိုင်ဖို့အတွက်တခုတန်းသောနီလန်ကစီရင်ရအသာစီရနေဖို့ဖြစ်ပါတယ်။မင်းအောင်လိုင်ကအပေးယူလုပ်ဖို့ညင်းဆိုနေခြင်းကနိုင်ငံကြီးရအတွက်အချက်အမှားမျိုးမဟုတ်ဘဲနိုင်ငံအတွင်းအကွဲအပြင်းများဆက်ရှိနေစေဖို့ဖြစ်တယ်လို့ဝါရှင်တန်စစ်ကောလီမှာပါမောက်ခဆဂါရီအပူဇာကထောက်ပြခဲ့ပါတယ်။ရခိုင်ကလို့ဒေါအောင်ဆန်းစုကြည်ကိုပြန်လွတ်ပေးခြင်းမျိုးနဲ့စစ်တပ်နဲ့ဒီမိုကရေစီအင်အားများကြားပြန်ပြီးရင်ကြားစည်းလာနိုင်မယ့်အလားအလာမျိုးလည်းမရှိပါဘူး။အန်ယူဂျီမှာလည်းဒေါအောင်ဆန်းစုကြည်နေရာကိုစက္ကန်ပြီးစူးစီးပေးနိုင်မယ့်လူမျိုး မျိုးထွက်ပေါ်မလာသေးပါဘူး။သူမကွယ်ပြောင်းနေခြင်းကဥစားမှုအပိုင်းမှာလေဟာနယ်ကြီးဖြစ်နေလို့အကွဲကွင်းအပြားပြားဖြစ်နေသမျှရေရှည်မှာစစ်တပ်ဘက်ကတပန်းတာလာနိုင်မှာရေမြမရဲ့အနာဂတ်ကဆွဲတက်တီအပြည့်နဲ့ခိုင်မာခက်တန်စွာအလျှော်မပြေပဲတိုက်ခိုက်နေမယ်မျိုးဆက်တဲ့လူငယ်တွေပုံဖော်သွားဖို့ရှိနေပါတယ်။ဒီအလားလာတွေကမင်းအောင်လိုင်းအတွက်နှစ်ဖက်ချုပ်များနေရဲဓာတ်သွားလို့ဖြစ်လာနေပါတယ်။တဝါဆန်းစုကြီးကွယ်ပြောင်းနေတဲ့အတွက်အစင်လာအတိုက်ခံပုံစံမျိုးမရှိတော့မင်းအောင်လိုင်းအတွက်စစ်မြေပြင်မှာဒီထက်မကအရေးနေလာရင်စိစ က်ဆွေးနွေးပေးခြင်းမျိုးနဲ့ဝင်ရောက်ညှိနှိုင်းပေးမယ်လို့မရှိတော့မင်းအောင်လိုင်းရဲ့အကြက်တင်ကရှင်းလင်းစွာတွေ့မြင်နေရပြီဖြစ်ပါတယ်။၎င်းကအနိုင်မရနိုင်တော့တဲ့စစ်ပွဲကိုတိုက်နေရသူဖြစ်လာပါတယ်။လက်လွတ်ခံလို့မဖြစ်တဲ့နိုင်ငံတကာအတိုင်ဝန်ကလည်းဖဲ့ကျင်လာနေလို့၎င်းရဲ့တရားဝင်အုပ်ချုပ်ပိုင်ခွင့်အတွက်အတိမတ်ပြုခံရပူပူပြီးအကြက်ရိုက်လာပါတယ်။၎င်းနှစ်ကုံပိုင်းမှာလုပ်ပြီးမယ်ဆိုတဲ့ရွှေကောက်ပွင့်ကလည်းလက်ရှိပြဿနာကိုဖြေရှင်းနိုင်ဖို့ဝေဒရက်ဝေးလာနေပြီဖြစ်ပါတယ်။မော်စကိုမှာကြီးကြီးကျယ်ကျယ်ပြောဆိုလာမှုတွေစစ်မြေပြင်မှာသွေးကြွလာအောင်ပြောဆိုအင်အားပြနေတဲ့စကားတွေက ပြည်တွင်းစစ်မြေပြင်မှာတကယ်တမ်းရှင်းဆိုင်နေရတဲ့အမှန်တရားကိုဖုံးကွယ်နိုင်စွမ်းမရှိတာကိုတွေ့ရပါတယ်။ စစ်တပ်ရဲ့ချုပ်ကန်နိုင်မှုကလည်းပြင်လျော့လိုက်လာနေမှုနဲ့ဒုစစ်ကောင်ဆောင်များဆက်ပြီးရပ်တည်သွားနိုင်ရင်ကလည်းတိုးရွတိုးရွချင်းချောက်ခံလာနေရပါတယ်။ဘူတုံမူကြီးရဲ့အနာဂတ်ကလည်း၎င်းရဲ့အကြီးကျယ်ခံလာတဲ့စိတ်ကူးရင်အိမ်မက်တွေရှိနေတဲ့ကြားမှာတပြေပြေးမရေရာမှုတွေများလာနေပြီဖြစ်တယ်လို့ရှင်းသားထားတာကိုတင်ပြထားပါတယ်။ရခင်ကသူလည်းတနိုင်တလောက်တော့လှုပ်သွားပါတယ်လို့အချောက်တိုင်းပဝင်မြင့်ကပြောဆိုခဲ့တဲ့မင်းအောင်လိုင်ကအခုကဆက်ပြီးရပ်တည်သွားနိုင်ဖို့နှီးမျိုးစုံနဲ့လုံပန်းနေရရှာပြီဖြစ်တယ်လို့ဆိုပါတယ်။